လေးတွေလည်းအော်ပြီးတော့ငိုတယ်။ဆိုင်ကြောက်တယ်ဘောတော့နာတာရောပါရောအောင်ပြီးတော့သူတို့လည်းမသိဘူးအဲ့ဒါ။နော်သူကလည်းရောက်မှာပဲသူကကြောက်နော်။သူကတရက်ကိုတရက်တရက်အဲ့လိုမျိုးပပပပပြီးတော့သူကအဲ့လိုမျိုးလှုပ်တယ်ဆိုတော့လေ။ မြောက်ရီမြို့အမှတ်9ရပ်ပေါ်မှာ2018ခုနှစ်လောက်ကယင်ကျေးလိုက်မှာဓမ္မစကူကြောင့်ဦးဆောင်ပြီးဖွင့်လှစ်တင်ကြားသူကိုဆိုင်စုသူရဲ့အမျိုးဘာသာသာသနာစောက်ရှောက်ရေးအဖွဲ့ရုံးငန်းနေအိမ်မှာလိန်ကျုံဖြစ်နှစ်ရှည်လများစွာနေထိုင်ခဲ့တဲ့အမျိုးသမီးငယ်တွေအများအပြားရှိခဲ့ပါတယ်။ သူက2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့မြောက်ရီမျိုးရှိအမတ်9ရက်ကွဲအုတ်ချုပ်ရည်မှုဖြစ်အတာဝန်ယူထားသလိုမဘာသာအမျိုးဘာသာသာသနာစောက်ရှောက်ရေးအဖွဲ့မြောက်ရီမျိုးရဲ့ဥက္ကဋ္ဌဖြစ်စစ်တပ်တောက်ခံသူဘာသာရေးအစွန်ရောက်လိန်ကျန်းဖတ်သမားတယောက်ဖြစ်ရုံခံဖွင့်နေနေတာပါအဲ့ဒီတဲကမှကိုဆိုင်ရဲ့မဘာသာယုံခံနေအိမ်မှာပညာဒါနနေအိမ်အဆောင်အဖြစ်မိန်းကလေးအများစု စုဝေးနေထိုင်ရတဲ့အိတ်ခမ်းထဲမှာ မတရားအရမပြုကျင့်ခြင်းကို အချိန်မောင်းများစွာခံခဲ့ရတဲ့မိန်းကလေးငယ်တဦးရှိခဲ့ပါတယ်။သူမဟာအဲ့ဒီချိန်တုန်းကဖြစ်တန်းရွယ်ကြောင်သူအသက်73နှစ်ရွယ်သာရှိပြီးအဲ့ဒီကြောင်မှာသူမဟာတခြားအမျိုးသမီးငယ်73ယောက်နဲ့အတူတူနေထိုင်ခဲ့စဉ်အတူနေမိန်းကလေးတွေကကိုဆိုင်ရဲ့အရမပြုကျင့်အလေအမြတ်ထုတ်ခံခဲ့ရတဲ့ကျောင်းသူမိန်းကလေးတဦးဖြစ်ခဲ့လို့ အခု2025ခုနှစ်အောက်တိုဘာလမှာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ပတ်ရှောင်းတိန်လာခဲ့ရတာမှာထောက်ဖို့ပြောဆိုခဲ့တာပါအဲ့ဒီကိုဆိုင်ရဲ့မဘာတာယုံနေအိမ်မှာဒေတာတွင်ကစင်ရွန်ပါလက်လုံလက်စားမိပါရဲ့အသာသမီးတွေကို အထက်တန်းအလဲတန်းကျောင်းပညာရေးအခမဲ့တင် जा ဖို့လာရောက်အနှံထားတဲ့အမျိုးသမီးငယ်လေးတွေကိုသူ့ရဲ့လိန်ကျွန်ဖြစ်အကြံဖတ်အရမပြုကျင်တာတွေကိုဇက်တိုက်ကျူးလွန်နေခဲ့တာလို့သိရပါတယ် အခုလိုသူ့ကိုလူတွေအမြင်မှာရိုက်ရွာအကျိုးပြုသူဖြစ်လူမှုပတ်ဝန်းကျင်မှာအတိအမှတ်ပြုခံထားရပေမဲ့တခြားတစ်ဖက်မှာတော့သူ့အိမ်မှာနေရာထိုင်စရာပေးထားတဲ့အမျိုးသမီးငယ်လေးတွေကိုသူ့ကိုယ်တိုင်ပဲမတရားအကြံဖတ်အရမပြုကျင့်နေတာလို့အကြံဖတ်ခံရတဲ့အမျိုးသမီးငယ်ကအခုလိုပြောပါတယ်။ကိုညညဆိုသူတို့ကကြောက်လန့်မျိုးနေနေရတာအာတကားကိုသူတို့လော့ချပြီးအိတ်တယ်။အိမ်ကောင်းရင်ဘက်ကသူ့အိမ်ကတိုက်ဆိုတော့အိမ်ကောင်းရင်ဘက်ကအပေါ်တဲ့နှစ်ထပ်မြောက်ကရီသူကြီး ကောင်းရင်ဘက်ကနေကိုရင်းမောင်းဘက်ကနေ तू ကခိုးပြီးတော့လာတထွာလောက်ပဲရှိအဲ့ဒါဟာ तू ဘလို့လုံးဒီ तू လာတတော်ကျင်းတဲ့အဲ့ညာရဲ့လဲ तू အိမ်ဆို तू အကုန်သိတော့ဘယ်နာဘလို့ဝင်လို့ရလဲကိုရင်းမောင်းခုနိုင်ကိုရင်းမောင်းရဲ့ तू ခိုးဝင်လာတာအဲ့လိုမျိုးတမှုနှစ်ယောက်သုံးယောက်ရှိကြားထဲမှာပဲ तू ဝင်လို့ဟိုကဖြစ်တာဝင်လောက်တာချစ်ရှောင်ကလေးနှစ်ယောက်ရှိတယ်အဲ့ကလေးကအငယ်မလေးကတော့6နှစ်9နှစ်ရှိမှအကြီးမကတော့10နှစ်နီးပါးလောက်ပဲရှိမှအဲ့ကလေးဆိုရှင်တမီးတို့မျိုးစီရှိမှပဲထိတယ် ဲ့ကလေးလေးလက်အော်ရငူရဆိုင်ကြောက်တယ်ဘောတော့နာတာဒီရောပါဒီအောင်ဘူးသူကလည်းမသိရတော့နောက်သူကလည်းရောက်မှာပဲသူကကြောက်တော့သူကတရက်ကိုတရက်တရက်အဲ့လိုမျိုးပတ်ပတ်ပတ်ပြီးတော့သူကအဲ့လိုမျိုးလှုပ်တယ်ဆိုတော့လေကိုဆိုင်ဆိုသူကအဲ့ဒီမိန်ကလေးငယ်တွေကိုငတရားအရမပြုခြင်းပြီးခြင်းတွေမှာ ကိုဝမရသတိတားဆီးတွေအများပြတောက်ခဲ့ရတယ်လို့ပြောပါတယ်။သူဖြစ်မိတာနဲ့သူဆေးတိုက်တယ်။ဘာဆေးလဲဆိုတော့သူပြောတယ် easy to ဆိုလားမသိဘူး။အဲ့ဒီဆေးကိုတိုက်တယ်။တခါကျရင်ကိုကိုကိုတော်ကိုကိုတော်မှတပြက်ဝဲခိုင်းတယ်။အရွယ်နဲ့မလိုက်အောင်တောက်တုံခဲ့ရတဲ့သတိတားဆီးတွေအချိန်ကြာအဲ့ဒီအမျိုးသမီးငယ်ဟာအခုချိန်မှာတော့ကာလာရှိကြတအိမ်ကောင်းကင်စာယောဂလက္ခဏာတွေကိုတွေ့ကြုံခံစားနေရပါတယ်။ ဒါပြင်ကိုစားရဲ့လက်အမျက်ထုံမှုကြောင့်တခြားအရမအကျူးလွန်ခံရသူအမျိုးသမီးငယ်တွေထဲမှာလည်းလူမှုဘဝပျက်စီးသွားတဲ့သူတွေလည်းရှိနေခဲ့ပါသေးတယ်။အခုချိန်မှာသမီးတငယ်ချင်းဆိုရင်အပြူဘဝလည်းပြက်ပြီးတချို့ဆိုဆေးသမားရောက်ဖြစ်သွားတယ်။ကိုစားအတိကအရမလိန်ကျွန်ဖြစ်ပြစ်မှတ်ထားခံရတဲ့သူတွေဟာမိဘမိတ်ကလေးတွေစီးရင်နွမ်းပါတဲ့ကလေးတွေနဲ့စစ်ဆောင်မိသားစုဝင်ကလေးတွေဖြစ်ခဲ့ပါတယ်။ ကိုဆိုင်ဟာကျူးလွန်ထားတဲ့အရမပြူကျင်မှုတွေကိုလူပတ်ဝင်ခြင်းမှာပြန့်နှံ့လာမှာကိုစိုးရိမ်တာကြောင့်သူကျူးလွန်ခဲ့တဲ့မိန်းကလေးတွေရဲ့သူတို့ရဲ့မိသားစုဝင်တွေကိုအသက်အနည်းဖြစ်အောင်ချိတ်ချောက်ပြောဆိုတာရှိခဲ့တယ်လို့ပြောပါတယ်သူတနက်နဲ့ပြတ်တက်မယ်လို့ချိန်ကြတယ်သူကားထဲမှာလည်းအမြဲတနက်ပါတယ်သူဒီမှာလာလို့ရှိတယ်တနက်အမြဲပါသူကားထဲမှာဆိုတနက်တည်းရတခုပြီးတခုသူချိန်တာစနိုက်ပါပါညာအကုန်လုံးသမီးတို့ကအဲတွေ့ရတယ်ပြောကြတော့လည်းပြောရှင်တယ် သူကချိန်ချောက်တယ်အဲ့လိုမျိုးပေါ့နေအိမ်ကငါငါတို့ရဲ့မြို့ထဲမှာရှိတာနော်နေမိဘတွေရဲ့ငါတို့ရဲ့မြို့မှာရှိတာနော်ဆိုရင်ချိန်ချောက်တယ်တော်သူကမပြောခလေးတွေကမပြောကြဘူးအဲ့တိုင်းပဲပြန်ပြောကြတယ်တမီးကလည်းအခုလိုအသက်အန္တရာယ်ချိန်ချောက်ခံရတဲ့မိသားစုဝင်တွေဟာလေကိုဆိုင်စုသူရဲ့စစ်တပ်ကြောတောင်းနောက်ခံပေးထားတဲ့မတရားခွင့်အာဏာရှိနေရာကြောင့်သူ့ကိုဥပဒေအကြောင်းအရအေးယူနိုင်ဖို့လက်လံမမီကြဘူးလို့မဘာသာကိုဆိုင်ရဲ့အရမကျူးလွန်မှုတွေကိုတိတဲ့မြောက်ရီမျိုးကန်တအူးကအခုလိုပြောပါတယ် ဘယ်လိုမှသူ့ကိုဒုံးလှနာမယ့်အင်အားမရှိဘူးလေစီးပွားရေးရောနောက်တော့ဘယ်လိုပြောမလဲတတိပေါ့နော်ဘယ်လိုပြောဘယ်လိုခေါ်ရမလဲလူတော်မလူတော်မတိုးတဲ့မိဘမျိုးကွာအဲ့ဒီမိဘမျိုးတွေကဆင်းသက်လာတဲ့ကလေးတွေဆိုအဲကလေးတွေဒါမှကလေးတွေကတော့သူ့ဒီရောက်လာပြီးတော့မိဘကတော့လည်းကိုသားသမီးကိုစားသက်စီခြင်းနဲ့ဖြည့်ပြောက်စီခြင်းနဲ့ဒါမှမဟုတ်ဒီကိုပို့လိုက်တာပဲပို့ပြီးရင်ကလေးတွေကျွလွန်ခံရရင်သူတို့မှဘာမှလုံး လုံးသူ့တွန်းလာနိုင်မယ့်အင်အားမရှိရခလေးတွေကသူကအများမြင့်တာမှုရှိအောင်မြောက်ရီမျိုးမှာကျင်ပါတဲ့ဘာသာရေးပွဲအခမ်းအနားတွေမှာသူ့ရဲ့ဓမ္မစကူကြောင့်ကကလေးတွေကိုအင်အားပြဘာသာရေးအသုံးချခံဖြစ်ဗန်းပြအသုံးချနေပြီးနောက်ွယ်ကလည်းအမျက်ထုတ်ဖြစ်ရတွေကိုမတိကြတဲ့ကလေးမိဘတွေကတော့သူ့ရဲ့အမဘာသာရုံကနေအိမ်မှာပညာဒါနအကြောင်းပညာအခမဲ့တင်ကြားနိုင်မှုတွားရောက်အနံထားတာတွေဆက်ရှိနေစေဖြစ်တယ်လို့သိရပါတယ် အခုလိုအရမအကျူးလွန်မှုဖြစ်စဉ်တည်တွင်ကြဲကြဲပြပြန့်ထွက်ပေါ်နေတဲ့အခြေအနေပေါ် PBS Radio မြန်မာကကိုဆိုင်ရဲ့တုံ့ပြန်ပြောဆိုဖြေရှင်းမှုကိုသေဆုံးတရားရရှိဖို့အတွက်မဘာတာယုံအမှတ်၅အုပ်ချုပ်ရေးမှူးယုံနဲ့သူရဲ့ကိုပိုင်လက်ကင်ဖုန်းနံပါတ်တွေကိုဆက်သွယ်နေပြီမဲ့အခုအချိန်ထိတုံ့ပြန်ဖြေဆိုမှုဆက်သွယ်မရရှိသေးပါဘူးအခုလက်တလုံးမှာတော့သူရဲ့အရမကျူးလွန်မှုတွေကိုလူမှုကွန်ရက်နဲ့သတင်းမီဒီယာတွေပေါ်မှာဒုတိတင်ရှားပြန့်နှံ့လာနေပြီမဲ့ အနာသိမ့်စစ်တဲ့အတိုင်းဝိုင်းဘက်ကတော့အေးအေးယူစစ်စေးတာမျိုးတွေဒီကနေ့ထိမတွေ့ရသေးပါဘူးရှင်